အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကလေးကောလူကြီးကောတီးခဲ့ကြတဲ့မြမပြီးမနယ်လေးနဲ့အကြောင်းမနယ်လေးနဲ့ဆိုတာမြန်မာနိုင်ငံရဲ့ရိုးရာနှက်ကိုးကွယ်မှုမှာထင်ရှားတဲ့နှက်တစ်ပါးဖြစ်ပြီးအပြင်38မင်းနှက်လို့ခေါ်တဲ့နှက်စင်းထဲမှာပါဝင်ပါတယ်သူ့ကိုရှင်နေမိလို့လည်းလူသိများကြပါတယ်ဒီနှက်ဟာမြန်မာယဉ်ကျေးမှုနဲ့ဗုဒ္ဓဘာသာအယူအဆတွေရောရှက်နေတဲ့ပုဂ္ဂိုလ်တဦးအဖြစ်သတ်မှတ်ခံရပြီးသူ့ရဲ့ဇလံဟာဝမ်းနည်းစရာဖြစ်ပျက်တစ်ခုနဲ့ဆက်ဆက်နေပါတယ် မနေ့လေးနဲ့ရဲ့ဇလန်းမနေ့လေးဟာသုံးပန်လာဆိုတဲ့နဲ့ရဲ့တမိဖြစ်ပါတယ်ဒီဇလန်းအရသူမရဲ့မိခင်သုံးပန်လာကွယ်လွန်သွားတဲ့အခါမနေ့လေးဟာရင်ခွဲနာကြပြီးအရန်ဝမ်းနေခဲ့တယ်လို့ဆိုပါတယ် ဒီဝမ်းနဲ့မှုကြောင့်ပဲသူမလည်းမိခင်နောက်ကိုလိုက်ပါသွားခဲ့တယ်ဆိုလိုတာကတေဆုံးသွားခဲ့တယ်လို့ယူဆရပါတယ်ဒီလိုကြမ်းတမ်းတဲ့တေဆုံးမှုမျိုးကြောင့်သူမဟာနှက်ဖြစ်လာခဲ့တယ်လို့ယုံကြည်ကြပါတယ်မြမနှက်ကိုကွယ်မှုမှာလူသားဘဝမှာရုတ်တရက်သူမဟုတ်ကြမ်းတမ်းစွာတေဆုံးသူတွေဟာနှက်စိန် green spirits အဖြစ်နှက်ဘဝကို ရောက်တတ်တယ်လို့အယူရှိပြမနေ့လေးလဲဒီလိုမျိုးနှက်ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်မနေ့လေးရဲ့ပုံမှန်သဏ္ဍာန် နဲ့ရုပ်ထုအနေနဲ့ပုံဖော်တဲ့အခါမနှဲလေးကိုကလေးတငယ်ပုံစံမျိုးနဲ့ဖန်တီးလေးရှိပါတယ်။သူမရဲ့ရုပ်ထုဟာကြာခံပလင်တစ်ခုပုံမှာမတ်တက်ရက်ထားပြီးလက်ကောက်ပတီးနဲ့စီးပုံတွေဝစ်ဆင်ထားတဲ့ပုံစံမျိုးပါလက်နှစ်ဖက်ကိုအောက်ကိုလွှဲချထားတဲ့ဟန်မျိုးနဲ့တွေ့ရတတ်ပါတယ်။ဒီလိုကလေးပုံစံနဲ့ပုံဖော်တာကသူမရဲ့အပြစ်ကင်းတဲ့စိတ်နဲ့တန်ရှင်းမှုကိုကိုစားပြုတယ်လို့ယူဆနိုင်ပါတယ်။ကိုကွယ်မှုနဲ့ယုံကြည်ချက်မနှဲလေးကိုမြမပြီမှာနှက်ပွဲတွေမှာကိုကွယ်ကြပါတယ်။ အထူးသဖြင့်နတ်ကတော်တွေဝိညာဉ်မတ်နတ်ကိုကွယ်သူတွေကတူမကိုဖိတ်ခေါ်ပြီးပူဇော်ပတလေးရှိပါတယ်။တူမဟာမိခင်အပေါ်တစ္ဆာရှိပြီးချစ်ခင်တဲ့သမီးတယောက်ရဲ့တင်ဂီတာအဖြစ်ရှုမြင်ခံရပြီးဒါကြောင့်တူမကိုကိုကွယ်သူတွေကမိသားစုနဲ့ဆက်ဆက်တဲ့ကိစ္စတွေကာကွယ်မှုဒါမှမဟုတ်ကံကောင်းမှုတွေရဖို့ဆူတောင်းလေးရှိပါတယ်။နတ်ပွဲတွေမှာတူမကိုကပြတဲ့အခါခြုံရတဲ့အမှုရာနဲ့ကလေးဆန်တဲ့အကတွေပါဝင်လေးရှိပါတယ်။မြမယဉ်ကျေးမှုထဲမှာမနှဲလေး မနေ့လေးရဲ့ဇလန်းဟာမြမနကူးကွယ်မှုရဲ့ထူးခြားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးဗုဒ္ဓဘာသာနဲ့ဒေတာခံဝိညာဉ်ကူးကွယ်မှု ပေါင်းဆက်ထားတဲ့သဘောကိုပြပါရယ်။သူမလို့နှက်တွေဟာလူသားဘဝမှာခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကနေဆင်းသက်လာတာမျိုးလူတွေနဲ့ပိုနှိဆက်တယ်လို့ခံစားရပါရယ်။ဒါကြောင့်မနေ့လေးဟာကြောက်စရာနှက်တပါးထက်တနာကျင်နာမှုနဲ့ချစ်ခင်မှုကိုဖော်ညွှန်းတဲ့ပုံကိုအဖြစ်သတ်မှတ်ခံရပါရယ်။ဒါကမနေ့လေးနဲ့အကြောင်းအသေးစိတ်အချင်းချုပ်ပါ သူမရဲ့ဇလန်းဟာ ိုးရှင်းပေမဲ့မြမယုံကြည်ချက်ထဲမှာနှဆိုင်တဲ့အတိတ်ပဲရှိတဲ့တစိတ်တစ်ပိုင်းဖြစ်နေပါဗျ။တင်တို့ကမနယ်လေးနဲ့အကြောင်းကိုဘလို့သိရှိထားလဲဆိုတာကောမန့်မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗျ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတိကျင်သေးတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါဦးဗျ။